ဟေးဆိုတော့အသက်55ပါဂရိတ်9ပြင် GD IGCC OSSC ဘယ်ဟာပြင်ဆင်ရမလဲပေါ့နော်အာ law IR major ပဲစိတ်ဝင်စားပါတယ် IGCC O level ပြင် A level sum တက်ပဲ OSSC ပြင်ဆင်တာအောင်အဆင်ပြေလာပါတော့ပထမဆုံးမေးခွန်းအရင်ဖြေပြပါတော့ အာ GD or IGCSE or OSSE အဲ့တော့ကိုကတက်ချင်တဲ့ major တော့တည်ပြီဆိုတော့တကယ်လို့ကိုတက်ချင်တဲ့ college နဲ့ university ပါတည်ထားရင်တော့ပိုကောင်းတယ်ဗောနော်တကယ်လို့တက်ချင်တဲ့ college နဲ့ university တည်ထားပြီဆိုရင်သူတို့ဘက်ကိုဟိုဆက်သွယ်ပြီးတော့မေးပါဗောနော်ဒီ official website တွေမှာလည်းသွားရှာလို့ရရဗောနော်ဒါပေမဲ့မတွေ့ဘူးဆိုရင် directly ဆက်သွယ်ပြီးမေးပါ GD နဲ့ accept လို့လား IGCSE နဲ့ accept လို့လား OSSE နဲ့ accept လို့လား ဒါကိုမေးပါဘောနော်ဆိုတော့ဒီ accept လုပ်တဲ့ဟာကိုပဲကိုကတော့ဖြေရမှာဘောနော်ဒီ collision university မှာတက်ချင်တယ်ဆိုတော့ဒါပေမဲ့တကယ်လို့၃ခုလုံး accept လုပ်တယ်ဘောနော်ဒါကတော့ရှားတော့ရှားတယ်ဘောနော်ဒါပေမဲ့၃ခုလုံး accept လုပ်တယ်ဆိုရင်အမြန်ဆုံးသွားချင်ရင်တော့ GED ပေါ့ GED က preparation time ဟိုတိတ်မလို့ဆိုတော့ဟို IGCSE နဲ့ OSSE ကတော့ဟိုညီညီများလောက်တော့ဟိုဖြစ်သွားမယ်ဘောနော်ဒါမဲ့လည်းဒါကကိုယ့်ရဲ့၄လ၄လတင်ယူနိုင်ဆိုတော့ဘောဘယ်လောက်ထိ ဟိုစာတွေကိုကြည့်အောင်ယူနိုင်လဲဆိုတာလည်းပုံမှန်လည်းမူတည်သေးတယ်ပေါ့နော်အဲ့တော့ GD နဲ့ IGCC OSC သုံးခုလုံးကတော့ English အရင်လိုပါတယ်ဆိုတော့ကိုက English preparation English ကောင်းထားရဲဆိုတော့ Green 9B ကလည်းတန်းတန်းရင်တော့အဆင်ပြေပါတော့တကယ်လို့ English ကကိုကလည်းနည်းနည်း weak ဖြစ်နေသေးလို့ခံစားရရင်တော့အချိန်ရသေးရင် English ကိုအရင်ပြင်ဆင်ပါဟို English ကိုပြင်ဆင်တာ English ကောင်းတယ်ဆိုတော့ဒီ GD ရော OSC ရော IGCC ရောခဏလေးနဲ့ prepare လုပ်ပြီးဖြေလို့ရပါတော့ပြီးတစ်ခါတည်းအောင်သွားမယ်ပေါ့နော်မအောင်ရင်ပြန်ဖြေရပါညာနဲ့ဆိုရင် အထင်ပိုကြရပါတော့အဒုတိယမေကွန်းကဒီ IGC O level ပေါ့ဆိုတော့ကိုသွားမဲ့ collection university ကဟာပါတော့ A level တို့မဟုတ် OSSC နဲ့လက်ခံနေပဲထားပါဆိုတော့ O level ပြီးဟောင်း A level ဆက်တက်မလား OSSC တက်မလားပေါ့ဒီနှစ်ခုပေါ့နော်အဲ့တော့ကို O level ဖြီးတိုင်းအတွက်ကြောင့်မလို့ဒီ IGC curriculum ကိုတော့ရင်းနှီးနေပြီရင်းနှီးနေတဲ့အတွက်ကြောင့်မလို့အတွက်ဒီလိုပေါ့နော်ကိုသွားမဲ့ collection university က A level ကိုဘာ subject တွေယူရမလဲဆိုတော့သူတို့ဘက်ကပြောထားပြီပေါ့နော်အဲ့တော့ A level မှာယူရမဲ့ subject ကို O level မှာဒါယူခဲ့တယ်ဆိုရင် ကို Oliver ပြီးရချင်း Oliver တက်တဲ့အချိန်မှာလွယ်သွားလိုက်မယ်။ဘာလို့လဲဆိုတော့ Oliver မှာသင်ရမယ့် subject တွေရဲ့ basic တွေဟို foundation တွေကို Oliver သင်ခဲ့ရတဲ့အတွက်ကြောင့်မလို့လဲ။ Oliver ပြီးလို့ Oliver ကိုပြန်ကူးတဲ့ခါကျလို့ရှိရင်အရင်ကြီးမခက်တော့။ဒါပေမဲ့ IGC Oliver ကနေပြီးတော့ OSSC ပြောင်းတဲ့ခါကျ curriculum ကပြောင်းသွားပြန်။ဆိုတော့အဲ့ curriculum ကိုပြောင်းတာကိုခုတ်လုံနိုင်နေဆိုရင်တော့ OSSC ပဲရွေးလို့ရပါတော့တကယ်လို့ကိုသွားမဲ့ college university က A level OSSC ရောနှစ်ခုလုံးလက်ခံနေဆိုရင်တော့ဒါဒီလိုစဉ်းစားပြီးတော့ဆုံးဖြတ်လို့ရပါတော့ O level ဖြေတာရင်တော့ A level ပဲကိုရင် ဘာသာယူခဲ့ရတယ်မှန်တယ်ဆိုတော့ A-level မှာ AC ပဲဘာ pressure မှမရှိဘူးဟိုလိုအရင်ခက်ခဲရမျိုးတွေမရှိတော့ဘူးပေါ့နော်ဒါမဲ့ O-level နဲ့ OSSC ပြောင်းမယ်ဆိုရင်တော့အဲ curriculum အသစ်ကိုပြင်ပြီးတော့ familiar ဖြစ်အောင်လုပ်ရတဲ့ stage လေးတော့ရှိပဲပဲเนาะဆိုတော့ဒီ process ကြီးအကုန်လုံးအင်္ဂလိပ်စာအရင်လိုတယ်ဆိုတော့အင်္ဂလိပ်စာတော့ကိုယ့်ဘက်ကနေ ready ဖြစ်အောင်အဲလုပ်ထားပါเนาะဆိုတော့ဒီလိုမျိုးကြီးတော့စဉ်းစားပြီးတော့အဲဘယ်ဟာကိုသွားရမလဲပေါ့เนาะဥပမာ GED လောက် IGC ဆရာ OSSC ကလည်း IGC O level ပြီးရင် A level သွားမှာ OSSC သွားမှာတော့စဉ်းစားလို့ရတယ်ပေါ့เนาะ